မြေဘဲပံကိုကျွန်တော်တို့ချမောင်ဘူးတွေနဲ့ချက်စားတယ်သူကြည့်ပဲချက်စားလို့ရှိတယ်เนาะအဲ့ဒါမျိုးတွေစားတာကဘာကြောင့်လဲဆိုတော့အဒီချက်နီးလေးကိုမတိသေးလို့ဖြစ်ပါလိမ့်မယ်เนาะအရန်စားလို့ကောင်းလုံးလို့မလို့ကျွန်တော်ကဝေမျှပေးတာပါเนาะဒါကငဘတ်6နဲ့မြေဘဲဆန်လေးကိုကျွန်တော်တို့ကအဆက်ချက်ကလေးချက်ပြပေးမှာပဲဖြစ်ပါတယ်เนาะတကယ်ကုန်ကြစိတ်လည်းအရန်တက်တာပါတယ်ဒါလေးဆိုလို့ရှိရင်ငဘတ်6ကျွန်တော်6000ဘိုးပဲရှိပါတယ်เนาะအဲ ဒါမြေဘဲဆန်ကိုကြတော့လဲကျွန်တော်ကအစိမ့်လည်းမသုံးဘူးလှော်ပြီးသားကိုလည်းမသုံးမဲနဲ့ဒါမြေဘဲဆန်ကြော်ပြီးသားလေးပေါ့နော်ဒါကြော်ထားတာပါအဲ့ဒါလေးကိုသုံးမယ်မြေုပ်သီးစိမ့်လေးကိုသုံးပါမယ်နော်ဒီမှာကြက်သွန်အနီလေးပါမယ်ကြက်သွန်အဖြူလေးပါမယ်ပေါ့နော်တကယ်စားလို့ရမ်းမယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီမှာငဘတ်6ကလေးတွေကိုကျွန်တော်တို့ကစားလေးထည့်ပြီးတော့ရင်းနှွေးလေးစိမ့်ထားပါမယ်နော် အဲအခုလိုလေးစိန်ထားပေးတဲ့အချိန်မှာပဲကျွန်တော်တို့ကထောင်းစရာရှိတာလေးတွေကိုထောင်းပါမယ်နော်အားလုံးညက်သွားတဲ့အထိစီလေးတွေစိမ့်လာတဲ့အထိထောင်းပါမယ်နော်။ဒါအခုလိုလေးဒီမနေ့မစီစီပိုင်ပိုင်လေးနဲ့ဖြစ်လာပြီ။ဒီမကြည့်လိုက်။နော်စီလေးတွေလည်းစပြီးတော့ထွက်စပြူလာတဲ့အထိလေးကျွန်တော်တို့ကထောင်းလိုက်ပါမယ်။ အဲမြေပဲဆန်လေးထောင်းမိသွားပြီဆိုတော့ကျွန်တော်တို့ကငုပ်သီးစိမ့်လေးထောင်းမအောင်မယ်နော်အဲငုပ်သီးစိမ့်လေးညက်စပြူလာပြီဆိုတော့ကျွန်တော်တို့ဒီထဲလေးကိုကြက်သွန်ဖြူရောနေရောတခါတည်းရောထည့်ပြီးတော့ထောင်းပါမယ်နော် အဲအခုတော့စက်သွန်အဖြူနေရဲ့နေရုပ်သီးစိမ်းလေးရဲ့ကိုဒီလိုလေးထောက်ပါမယ်နော်လုံးဝအညက်ကြီးလည်းမဟုတ်ဘူးဖိုလိုဖက်လက်ကလေးနဲ့ကဲပဲလဲထောက်မိသွားပြီငရုတ်သီးလေးလဲထောက်မိသွားပြီဆိုတော့เนาะပထမဦးဆုံးကကျွန်တော်တို့ကရေစိမ့်ထားတဲ့အဲစားယူနစ်စိမ့်ထားတယ်ပေါ့เนาะ ကပတ်ချောက်ကလေးတွေကိုသေချာတန့်ရှင်းသွားအောင်အဲ3လေးတက်လောက်စီးလိုက်ပါအောင်မယ်နော်အဲစေးပြီးသွားပြီဆိုတော့ကပတ်ချောက်လေးတွေကိုကျွန်တော်တို့ကအရသာလေးနဲ့မယ်ပေါ့နော်အဲအရသာကကြတော့လေကျွန်တော်တို့ကအချိုမုံလေးပဲထည့်ကြအောင်စောင်းပါမယ်နောက်စနုံးမုံလေးထည့်ပါမယ်နော် ပြီးသွားရင်တော့ဒါလေးစိတ်ဝင်သွားအောင်ကျွန်တော်တို့ကလဲပေးပါမယ်အရာသားလေးတွေနေပြီးသွားပြီဆိုတော့ကျွန်တော်ဘယ်လိုချက်မယ်ဆိုတာလေးကိုလည်းလိုက်ကြည့်ပေးပါအောင်နော်အစီအိုအရင်ကြီးမထဲဘူးနော်မြေဘဲဆန်ကလည်းစီထွက်လာမှဖြစ်တဲ့အတွက်ကျွန်တော်တို့ကစီအိုအဲ့လောက်ကြီးပဲထည့်မယ်ကျွန်တော်မုံလေးထည့်မယ် ချက်ပြီးသွားရင်တော့စောစောလေးကထောင်းထားတဲ့ကျွန်တော်တို့ငရုတ်သီးလေးကိုအရင်စပြီးတော့ကြော်ပါမယ်နော်ခဏနေကြားသွားရင်တော့ကျွန်တော်တို့ကအယောင်လှစီဖို့အတွက်အယောင်တင်လေးထည့်ပါမယ်နော်မထည့်လည်းရပါတယ်နော် အဲခဏလေးကြာသွားလို့ဒီလိုပုံစံလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရသာနည်းထားတဲ့ငါဘက်6ခလေးကိုထည့်လိုက်ပါမယ်နော်ကျွန်တော်ရေလုံးဝမဆွက်သေးဘူးနော်ဒါအဆင့်အဆင့်လုံးနေတာပဲရှိပါသေးတယ်အထူးကြက်ကဘာလဲဆိုရင်ကျွန်တော်စားလုံးဝထည့်မထားသေးပါဘူးဒီဟင်းချက်ထဲမှာနော်စားကလိုအပ်မှသာထည့်ပါမယ် ဘတ်ချောက်ကလေးထည့်ပြီးလို့တော်တော်လေးလဲကြာသွားပြီဆိုတော့ကျွန်တော်တို့ကဆော့ဆော့လေးကစီထွက်အောင်ထောင်းထားတဲ့နော်ဒီဘက်ဆန်တောင်းလေးထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်လဲအဲတမအောင်မှုေးပေးပါမယ်နော် အဲခဏလေးကြာသွားရင်တော့ကျွန်တော်တို့ကလုံးရည်လေးဆွတ်ပါပြီเนาะအရေကိုတော့ပိုးဆွတ်ပါမယ်ဘာလို့လဲဆိုတော့ငပတ်နူးအီစီချင်တဲ့အတွက်ကျွန်တော်တို့ကပို့ပြီးတော့ထည့်လိုက်ပါမယ်အဲအရသာအနေနဲ့လည်းကျွန်တော်တို့ဒီနေရာမှာအချိုမုံလေးကိုလည်းနည်းနည်းထပ်ပြီးတော့ထည့်ကြအောင်လေးဆောင်လိုက်ပါဦးမယ်နော် အပြီးသွားရင်တော့ဒါလေးကိုမှုပေးလိုက်မယ်မှုပြီးသွားရင်ကျွန်တော်တို့ကစီလေးတွေပြန်လာတဲ့အထိစောင့်လိုက်ပါဦးမယ်เนาะတကယ်ခုတော့ဒီမှာเนาะကျွန်တော်ဒီမှာစီလေးတွေစိတ်ထွက်လာပြီเนาะအဲအဲ့လိုစီပြောင်းထားတဲ့ခါမှာလည်းအမှွေတော့ပေးပါเนาะအောက်ကိုကတ်တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဝေးမှုပေးမယ်အဲကျွန်စီရတာပါ အဲဒီလိုလေးဖွားဖွားလေးမှွေးပေးရင်နဲ့အစီလေးတွေကလည်းပြန်လာမယ်အဲငပတ်ချောက်ကလေးကလည်းကျွန်တော်တို့ကနူးသွားတဲ့အထိစောင့်ပေးရပါမယ်နော်ကဲအခုဆိုရင်တော့အလွန်အလွန်ကိုရိုးရှင်းပြီးစားလို့ကောင်းပါတော့အညာတို့ရဲ့ဟင်းတစ်ခွက်ညေပဲဇံနဲ့ငပတ်ချောက်ချက်ကလေးရပြီပေါ့ဗျာအလုံးမဲစားကြပါဦးအဲအလုံးမဲစားကြပါဦးခင်ဗျာဒီကနေ့ချက်တာလေးကတော့ကျွန်တော်တို့ เนาะမြေဘဲဇံနဲ့ဘတ်6ကိုမှာအဆက်ချက်ကလေးအမိကြိုက်ပေါ့เนาะအဲ့ဒါလေးချက်ထားပါတယ်ဒါလေးကကြတော့သူနဲ့အလိုက်ဖက်ဆုံးကအတို့မြုံမှာမပါဘူးဆိုရင်အလိုက်ဖက်ဆုံးကတော့ဒီမှာရှောက်ရွက်ကလေးခတ်ထားတဲ့ဘူဒီဟင်္ကာလေးပေါ့เนาะဘူဒီဟင်္ကာလေးကအလိုက်ဖက်ဆုံးမှာ kau mau nggak sakli sakli ya aduh apa benar nenek sama kau nama nak င်္ဂါလေးတော့ရှောင်းတန်လေးမွေးနေနောက်တစ်ခုကလေဘလို့ရတာလဲဆိုလို့ရှိရင်ဒီမြေဘဲရဲ့အစိမ့်တက်ကလေးอ่ะဗောနော်အစိမ့်တက်ကလေးอ่ะဒီငချောက်ထဲကိုအားလုံးစုပ်ဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်ငချောက်ကကြတော့လေငန်းချင်းပြူချင်းမရှိတော့ဘူးဗောနော်လေးရ

把这个老鸡搞了。嗯。嗯，这。 ။အဲအခုလိုမျိုးကျွန်တော်တို့အညာရဲ့ဟင်းတစ်ခွက်ဖြစ်တဲ့မြေဘဲတန်နဲ့ငပတ်ချောက်ချက်ကလေးကိုချက်စားကြည့်ပါလို့ပြောရင်းသားနဲ့ပဲကျွန်တော်တို့တာမီနှစ်ယောက်ကနေအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ။နှုတ်ဆက်ပါတယ်နောက်လည်းသုံးပါ